ပါဝလာရာဟဲ့ဟဲ့ဒါတမျိုးစီနဲ့တိုက်တဲ့သူလည်းရှိရပေါ့ဟုတ်ဟိုအရင်တော့ဝါရဲ့ချစ်တဲ့ပရိသတ်ကြီးဆိုအခုပုံစံကိုမြင်ပြီးတော့တမျိုးကြောင်းချင်ပါဘူးပေါ့ဒါပေဒါလေးကမဖြစ်သေးဘူးအဲ့လိုလေးပါလေးကိုပြောတယ်ဟုတ်ဒါပေကနားထောင်နေနားထောင်နေပြီးမှရဘာဖြစ်လဲမသိဘူးစနစ်တကျဆိုရင်တော့ဖိုးဖိုးကြောင်းမဟုတ်ဒီအဲလက်တန်းနေအဲ့လိုမျိုးတွေဆိုရင်တော့ ဖဖေးကြောင့်လည်းပါတယ်လို့အကုန်လုံးဘေးအပတ်မှုပြီးရတဲ့သူတွေအကုန်လုံးကြောင့်ပါဟောမေးလားဒီဘွဲဟောဖဖေးဖဖေးခေါ်လို့ရပြီးတော့ကျောင်းက71ခွင်ပါဆိုတော့အားနေလို့လိုက်လာတယ်ဒါမသိရသေးဘူးမသိရသေးဘူးဒါပြီးတော့ရုပ်ရှင်ရရင်လည်းဒါကျောင်းရှိရခါကျတော့လိုက်လို့မရဘူးပေါ့အဲ့ရတော့ဒါမသိသေးဘူးဒီအိုင်းပဲ ဖဖေကဖဖေရဲ့ကားထိုင်တော့လိုက်ကြည့်ဦးအဲဟုတ်တယ်ဝိတ်ဒီချာပြန်ပြီးတော့ကောက်မှာဒါအခုတော့ဒီမလာမဲမှာကောက်ဘူးအိုင်ပေါ့နော်နောက်ပွဲလေကောက်အောင်မှာဒါဟုတ်တချို့ပြည်သက်တွေကြတော့မမြင်လာကြနည်းနည်းမေ့သွားပြည်သက်တွေရောရှိရပေါ့နော်ဒါပေမဲ့အဲအရင်တော့အားပေးရပြည်သက်များစုလည်းအခုအားပေးရအတွက်ကျေးဇူးတင်ပါတယ်ဟုတ်ပိုလီရှင်ကပေါ့နော်အခုနေမကောင်းတော့အဲ time မှာစီကံပြနေရပေါ့နော် ဒီ normal ကုန်ကြရတော့ပြန်လာမယ်လို့တောင်းပြောထားပါတယ်ဟုတ်အဲ့တော့ဖိုးလေးကလည်းတောင်းအပြက်လာရင်နဲ့ဟိုအကရထက်တင်ပေးမယ်ပေါ့နော်အခုဆိုရင်လည်းဖိုးလေးတင်ပေးတဲ့ဟာလေးနဲ့ဒါနည်းနည်းတော့ကတ်တဲ့နေဟုတ်စနစ်တကျဆိုရင်တော့ဖိုးဖိုးကြောင့်မဟုတ်ဒီအဲလက်တန်းနေအဲ့လိုမျိုးတွေဆိုရင်တော့ဖဖေးကြောင့်လည်းပါသလိုအကုန်လုံးဘေးကပတ်မှုပြီးရတဲ့သူတွေအကုန်လုံးကြောင့်ဒါဒီလောက် ဟိုလိုနည်းနည်းတုံးတက်လာဖိုလီချမ်းနဲ့ဒါနဲ့ကတာဗျာဟိုဖိုလီချမ်းအင်းကိုခဏခဏသွားရခဏခဏသွားရင်ဖိုလီကလည်းမုတ်တီကျွေးအဲအကရတဲ့ဗိနဲ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုး live sound အဲ့လိုမျိုးပဲတော့ဟုတ်အဲ့လိုမှန်ပါတယ်ဟုတ်ဟုတ်ကြည့်လို့ဝိချတာကအဲအသက်ကြီးလာလို့အယူဒီသားလို့ရတယောက်ကဝါနေရင်တော့ကျမကြီးတော့တိတ်မကောင်းဘူးမို့လို့ဝိကလည်းဒါတတ်နိုင်တော့ခြားတယ် မှန်တိုင်းပြောရင်တော့အဲကဘူတက်ပေါ့ကဘူတက်ဆိုတာကကရင်တအားတော့အဲလေးလေးပင်ပင်ဖြစ်လို့မရဘူးဖဖေးဆိုရင်ဝါပင်မဲ့တော်တော်လေးကနိုင်တာဖဖေးရဲ့တပင်တက်တန်းနေရဖဖေးရဲ့ professional ဆံမှုတွေကဖဖေးကအကုန်ကျွမ်းကျင်ဝါရီပေါ့အဲကြတဲ့ခါကျဖဖေးကဝါပင်မဲ့လည်းကနိုင်တယ်ပေါ့တအားတော့ဟို junior အဆင့်လေးတွေငယ်သေးတဲ့အဆင့်တွေကြတော့ဝါနေတဲ့အချိန်မှာဟိုသွားပြီးတော့ကလိုက်တာလို့ပါဆိုရင် မောအဲမောဆိုးတတ်တယ်ပေါ့အကြောင်းမလို့ဝိလေးချလိုက်ရင်ပိုကောင်းပါမယ်ဆိုပြီးတော့ထင်မိလို့ပါဟုတ်ဆိတ်ခဲ့လဲဆိုတော့ဝါရဲဆိုတော့ရင်တော့ဆိုရင်ပေါ့နော်ဟိုဝါနေတော့ဆိုရင်တော့ဝလက်တပုတ်တော်မှာဝလက်နှစ်ပုတ်တော်မှာကောက်ပွန်လောကဟိုင်နေပြီအခုကျတော့ဝိတ်ချလိုက်တဲ့ခါကျတော့နေရီတပုတ်လိုဝလက်နောက်တဲ့နှစ်ပုတ်လောက်ကိုဇက်တိုက်ကနိုင်နေဟိုင်ပေါ့ဖြစ်လာတယ်ဘယ်ဝိတ်ချပြီလဲဆိုတော့ဒါအဲ့လိုဆွမ်းနာပြောလို့ကောက်ဖို့အတွက်ပေါ့နော် ကာဗွန်တန်ငယ်တဲ့အခါမှာဝါအနေမကောင်းဆိုပြီးတော့ကြီးလာရောပိန်ဝါဆိုတော့ဝေးချလိုက်တာပေါ့ဒီလောက်ဆိုတော့ဒါတော်ပြီလို့စဉ်းစားတာပေါ့ဆိုတော့အရက်ရှည်အောင်မှာဆိုတော့တော့ဆိုရင်အရက်ချလိုက်လို့ရှိရင်အရက်ရှည်ပိန်ညောင်ပြုံဆိုတော့ဆိုတော့ဒီလောက်ဆိုတော့တော်ပါပြီပေါ့ဒီကတော့ဒါလေးချိန်ခံပါပေါ့ဟုတ်လေးချိန်ခံကစားရပေါ့နော်အဲဝေးချတဲ့နေရာမှာတော့အဆောင်လျှော့လို့ရှိရင်လည်းတက်မှာပဲဖေးဖေးဆိုရင်ဝိတ်ဝိတ်တာချတာအဆောင်လျှော့တက်လာပဲ ဲခါကျတော့အစားလဲရှော့တယ်ရှော့တဲ့လောက်ပေါ့နော်အရင်မစားတော့မဟုတ်ဘူးရှော့တဲ့လောက်ရှော့ပြီးတော့အဲလေ့ကျင့်ငယ်နေအားစားလုပ်တယ်ဟုတ်ဟုတ်တယ်ဖေဖေနဲ့သားဂျူဂျင်းသွားတာဖေဖေကဘဝချင်းပြန်ဆိုဆွဲပြီးဟောအပြင်းစားအရင်တော့လည်းသာနဲ့ဆိုရင်သားချာအာသားချာလာပေါ့နော်အဲ့တနေ့တနေ့ညီပါရှိပြီပေါ့တနေ့ညီပါရှိပြီဒါဟိုတော့ကြာပါတယ်အဲအရက်လည်းရှိလာပေါ့ဟို 30 35လောက်ကြာပါတယ်။180ရတယ်။ဟုတ်ပါလေ။လင်းလားတော့မိုင်းကြီးကမတူဘူးပေါ့။ပုံစံတစ်မျိုးစီနဲ့တိုက်တဲ့သူလည်းရှိရပေါ့ဟုတ်။ဟိုအရင်တော့ဝါရဲ့ချစ်တဲ့ပရိသတ်ကြီးဆိုအခုပုံစံကိုမြင်ပြီးတော့တစ်မျိုးကြောင်းချင်ပါဘူးပေါ့ဟုတ်။အားဖားဆိုပုံပင်လေးလေးပဲဒါလည်းကိုကိုဖေမားနေတော့ကိုကဘယ်လိုပြောရအောင်လဲ။ဖေဖေကကျမလားအလိုအလုပ်ကိစ္စရင်းနဲ့လှုပ်ရှုပ်နေတဲ့ခါကျတော့ဩဖေဖေဒါလေးကမဖြစ်သေးဘူးအဲ့လိုလေးပါလေးကိုပြောတယ်ဟုတ်။ဖေဖေကနားထောင်နေ နားထောင်တယ်ပြီးမှရဘာဖြစ်လဲမသိဘူးဟုတ်တယ်ဒါဆိုတော့အဖေကဖေကမဆုံးမပါဝေပဲဆုံးမှာဖေကကြတော့တရားရင်ပုံမှန်ပါပဲအသားနဲ့ဒါနဲ့ဖေနဲ့ ship ကလည်းကောင်းပါတယ်အရင်ကောင်းပါတယ်မိမိပဲတအားဆုံးမှာပါနော်ရှိပါတယ်ဟုတ်ဘွဲစီစဉ်နေပါတယ်အဖေဖေရဲ့တားရဲ့ဘွဲတွေရောဒါတို့ဖိုးလီချဲရဲ့တားရဲ့ဖေဖေရဲ့ဘွဲတွေရောအများကြီးရှိပါသေးတယ်ဟုတ်အားပေးကြပါ အလုံးဆိုတာကတော့ဘောင်းဆောင်လုံးမှတိုးတက်နိုင်မှာပေါ့နော်အဲ့တော့ဒီတပင်ဝကတော့ main အနေနဲ့ထားမယ်ပေါ့နော်တခြားဒီအာအနုပညာရေးဖြစ်တဲ့အဲ့ဘလိုဘလိုအနုပညာရေးတဲ့ရုပ်ရှင်အအချင်းအဲ့လိုအဲ့လိုဘက်တွေပေါ့တီးတွေအဲ့လိုဘက်တွေလည်းအလုံးမယ်ပေါ့နော်ဘာလို့ဆိုအခုခေတ်ကစီးပွားရေးကကိုလုံးဝကိုရမှာဆိုတော့ မင်းများလုံးမှာပေါ့နော်အဲမင်းများလုံးမှာကိုကလည်းနာမည်လေးရမယ်ပြီးတော့အဲတင်းတင်းတင်းနေထိုင်နိုင်မယ်ပေါ့နော်အကြောင်းလို့ဘောင်းဆောင်တော့လောက်တော့မှာဗျာဒါပေမဲ့ main point ကိုတော့ဒါပင်ဝဲထားပါမယ်ဟုတ်အဲတော့ upper birthday အားလုံးကျေးဇူးများကြီးတင်ပါတယ်ဒါကြီးလာပေမဲ့လည်းအဲဆက်လက်ပြီးတော့အားပေးကြပါဦးလို့ငယ်ငယ်တုန်းကချစ်ပေးတာရဲ့လည်းချစ်ပေးကြပါဦးလို့ပြောချင်တောင်းဆိုချင်ပါ